ခဏနေနော်စာလုံးမဲ့လုံးဝင်ဆိုပြီးတော့အခုချိန်ဒီစာစောင့်မလုပ်ရသေးဘူးအဲ့ပြဿနာကိုဘယ်လိုရှင်းမလဲ Hello everyone ဗီဒီယိုတစ်ရက်နေပြန်နေကြစလိုက်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ကိုကစာလုံးမဲ့စာလုံးမဲ့ဆိုပြီးတော့စာကစကိုမလုပ်ဖြစ်တော့ဘူးဒါကအားလုံး ြုံတွေ့ရတဲ့ဖြစ်ပနာပေါ့နော်ဒါမှကိုယ်နဲ့ခဏခဏကြုံတွေ့ရတယ်။အဲ့တော့ဒီလိုမျိုးစာမလုပ်ချင်တဲ့အချိန်လုံးဝစာမလုပ်ချင်မှုစိတ်တရားလည်းလွင့်နေတဲ့အချိန်မှာဘယ်လိုမျိုးစာကိုရအောင်လုပ်မလဲပေါ့နော်။ဘာဖြစ်ဆိုတော့အချိန်ကကြတော့အရင်နေတယ်ဒီအချိန်မှာရအောင်စာတော့မှဖြစ်တဲ့အတော့စာကိုဘယ်လိုစလုပ်ကြမလဲ။အားလုံးလည်းကြားပူးကြမှာပါကိုယ့်ရဲ့ description ကိုအရင်ဆုံးပေးဖယ်လိုက်ပါဥပမာကိုကစာစာလုပ်တော့မယ်ဆိုရင်ဖုန်းကိုတနည်းအားဖြင့်ပို့လိုက်ပါအဲ့ဒါဆိုရင်စာမစပြီးအာရုံစမိတော့အောင်ပေါ့နော် ်အမဆိုရင်ဘလို့လုပ်လဲစားစားလုပ်တော့မယ်ဆိုရင်ဖုန်းအားသွင်းတယ်တခြားဒီနေရာမှာအားသွင်းတယ်ပေါ့နော်အဲ့ဒါကအဲ့လိုကနေပြီးတော့စာအောင်စပြီးအာရုံစိုက်မိတယ်တနာရီဆိုလဲတနာရီနှစ်နာရီဆိုလဲနှစ်နာရီတော့ကနောက်ရတာတခုမှမရှိပဲပေါ့နော်တခါလေးကြရင်အော်ဖုန်းထဲမှာ dictionary လေးပဲရှာနေတာပါဆိုပြီးတော့သုံးရင်းနဲ့အ YouTube ပေါ်ရောက်သွားတာလို့ TikTok ပေါ်ရောက်သွားတာလို့ဒါမျိုးဖြစ်တဲ့တဲ့အဲ့တော့အမရဲ့ rule number 1ကတော့ဒီ distraction ကိုဖယ်ရှားလိုက်ပါအဲ့တော့ဒုတိယတစ်ခုကကြတော့ အာယုံဆူဆိုက်ကြမယ်ပေါ့နော်စာလုပ်တဲ့ခါမှာအာယုံဆူဆိုက်ဖို့တဲ့အရေးကြီးတယ်ဒါကဒီ grade 12မှမဟုတ်ဘူးတခြားကိုကဘာဘာစကားတွေလေ့လာနေရပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲတခြားအစာတွေလေ့လာနေရပဲဖြစ်ဖြစ်အာယုံဆူဆိုက်ဖို့ကတဲ့အရေးကြီးတယ်အာယုံဆူဆိုက်တဲ့အခါမှာကျတော့ကိုကအာပုံမှန် အစိမ့်မပါလက်မပါစာလုံးနေရနဲ့အာယံဆူဆိုက်ပြီးစာလုံးနေရကလုံးဝကွာသွားရဲပေါ့နော်အကိုကဥပမာအင်္ဂလိပ်လုပ်တယ်ဆိုလဲဒီလေ့လာရဲဆိုလို့ရှင်လဲအင်္ဂလိပ်ဘာသာစကားကိုကိုက passionate အပြည့်နဲ့ကိုစိတ်ပါဝင်စားစွာနဲ့လေ့လာရဲဒါကဒီလိုမျိုးသုံးတာပါလားဒီလိုမျိုးစိတ်ပါဝင်စားစွာပေါ့နော်ကိုကအာအားဆိုင်မယ်ကိုကဒီစချာလုပ်မယ်ဆိုလို့ရှင်ဒီစာကအချိန်တိုလေးတွင်နေရနိုင်တယ်ပြီးတော့ဉာဏ်ဉာဏ်လေးရလွယ်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကကြတော့ဒီစာမလုပ်ချင်တဲ့စိတ်ကို ီလိုမျိုးဆဆချင်း distraction လည်းဖယ်ရှားလိုက်ပြီးပြီးတဲ့ခါကျတော့အာယုံစူးစိုက်ပြီးတော့စိတ်ကိုမရရအောင်ထိန်းချုပ်ပြီးတော့ဒါအလုပ်ကိုလုံးဝဖြစ်မယ်ဒီစာရအောင်ရမှဖြစ်မယ်ဒါမျိုးစိတ်တွေနဲ့တည်ချာလုပ်ပြီးသွားပြီးအဲ့ဆိုရင်နောက်ဆုံးကြရောဘာလုပ်ရမှာလဲအဲ့တော့နောက်ဆုံးတစ်ချက်အနေနဲ့ကြတော့ okay ဒီစာလုံးနေတာတွေကိုကိုကပြန်မေးပြရမယ်ပေါ့နော် ကိုကအခုပါဆိုရင်ဒီစောက်တအုပ်ဖတ်တယ်ပေါ့နော်တအုပ်ဖတ်တယ်ဆိုလို့ရှိရင်တအုပ်လုံးပြီးသွားရထားလိုက်တအုပ်လုံးပြီးသွားရဆိုလို့ရှိရင်အရှိရဟာလေးတွေကရောဘာတွေကိုဖတ်ခဲ့ရလဲဆိုတော့တစ်ချက်ပြန်ပြီးတော့နှွေးပြီးပို့လို့ရပေါ့နော်အဲ့ဒါကတိတ်ကူအရေးကြီးတဲ့အချက်ပါအဲ့ဒါကြောင့်မို့ဥမာကနောက်ဆုံးတစ်ချက်ကို revision လို့ခေါ်လိုက်ပါမယ်ဒါကဘာသာပဲလို့လို့ပေါ့နော်ဒီလိုဘာသာစကားတွေတင်ယူတဲ့အခါမှာလည်းဒီ meaning တွေကြားရတာမျိုးတွေရှိတယ်အဲ့ခါကျတော့ကိုကအမြဲတမ်းပြန်နှွေးနေမှာဒီဟာစကားလုံးတွေကိုမှတ်မိတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီ grade 12မှာလည်းတူတူပ ပါပဲ grade 12ကကြတော့ဒီကျက်စာတွေအရင်များတယ်ပေါ့နော်ကျက်စာတွေအရင်များတဲ့ခါကျတော့ဒီ revision ကိုထပ်ကထပ်ကလုပ်နေမှာရပါမယ်အာဘယ်စာပဲလုပ်လို့ပေါ့နော်စာလုပ်တဲ့အချိန်မှာ worries တွေအရင်များတယ် stress တွေအရင်များတယ်ပြီးရခါကျတော့အာဒီချိန်မှာလုပ်ရင်မှီသေးလားငါကပဲနောက်ကျနေပြီလားဆိုရယ်စိတ်တွေအများကြီးရှိရပေါ့နော်အတကယ်တော့အချိန်ကလေ free ပဲနော်ကိုကအာ တကောင်းကောင်းသာစီမံတတ်မယ်အသုံးချတတ်မယ်ဆိုရင်အချိန်ကကိုယ့်ဘက်မှာကြီးပဲပေါ့နော်အဲ့တော့ဒီအချိန်ကိုရောဘယ်လိုစီမံကြမလဲပေါ့နော် အမကတော့ဒီအဘယ်ဟာပဲဘယ်စားပဲလေးလာလေးလားဘယ်စားပဲလုပ်လို့ပေါ့နော်ကို့အတွက်အခက်ခဲဆုံးလို့ထင်တဲ့အရာကိုပထမဦးဆုံးထားပြီးလုပ်တယ်ပေါ့နော်သူကပထမဦးဆုံးဦးစားပေးပြီးတော့အစာအိုရင်ကြည့်ရယ်ဘာဖြစ်လို့လဲဆိုတော့ဒါကတော့အအမအနေနဲ့ပြောတာပေါ့နော်စားစစလုပ်တဲ့အချိန်ဆိုအမက energy အပြည့်ပဲအဲဒီဟာကိုပြီးို့ပြီးရမယ်ဆိုတော့စိတ်နဲ့စပြီးတော့စားစလုပ်တယ်ပေါ့နော်အခက်ခဲဆုံးဟာကိုပြီးသွားပြီဆိုရင်ကပျော်သွားပြီပျော်တဲ့အခါမှာနောက်ကြံတဲ့ဟာလေးတွေဆက်လုပ်တယ်ပေါ့နော်အဲ့တော့ အမရဲ့ biggest motivation ပေါ့နော်စာလုပ်တဲ့အခါမှာခါလီကြရင်ပြင်းတက်တယ်အတကယ်ပေါ့နော်အမလည်းတကယ်ပြင်းတာမျိုးပြင်းတဲ့အချိန်မျိုးရှိရပေါ့နော်ဟာမလို့ချင်တော့ဦးတိုင်းကအာလောက်ရတာပြင်းစရာကြီးပေါ့နော်အဲ့လိုအချိန်မျိုးဆိုရင်အမကိုကိုကိုပေးရ motivation တခုတော့ရှိတယ်အဒါကအာအဲနည်းနည်းတော့နားကြဆိုလိမ့်မယ်အဲ့ဒါက စာမလုပ်ရင် ခွေးဖြစ်မယ်ဆိုတဲ့ motivation ပေါ့နော်အဲ့ motivation ကအကြောင်းကလေးရကိုကိုကိုခဏခဏပေးခဲ့တာပေါ့နော်ဒီ final ဖြေခံနည်းဆိုရင် စိတ်တွေကပို့ပြီးတော့လွင့်တယ်စိတ်တွေကအာလှချလိုက်တော့မယ်မလုပ်ချင်တော့ဘူးဒီလို စိတ်တွေဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ခဲ့တဲ့အချိန်ဆိုရင်ကိုကိုကိုဒီတခုမယ်ပြောရတယ်စာမလုပ်ရင်ကိုဖြစ်မှာဆိုတော့ပို့ဒါအားလုံးနဲ့ဒီ motivation ကြီးအတော့ဝင်မလာတော့မသိဘူးပေါ့နော်ဒါ sharing လုပ်ပေးလိုက်တာပါ အဲဘာဖြစ်လို့လဲဆိုတော့ကိုကစာမလုပ်ရင်စာမရဘူးလေစာမရရင်ကို1နဲ့ပဲ1နဲ့လို့ရှိရင် depression ဝင်ပဲ depression ကနေပြီးတော့ now ဆက်ရအများကြီးပဲအဲဒါကြောင့်ဘလို့စာမလုပ်ရင်အဝေးရှိတယ်ပေါ့နော်လုပ်ကိုလုပ်ရမယ်ဒါမျိုးအဲ motivation အကြီးစားပေးတယ်ပေါ့နော်အဲနောက်ဆုံးတစ်ချက်အနေနဲ့ကြတော့ကိုရဲ့ဒီ small achievement လေးပေါ့နော်ကိုတနေ့မှာတခန်းလုပ်လို့ပြီးသွားတယ်ဒါပေမဲ့မဟုတ်လဲอืมစာငါးမျက်နှာဖတ်လို့ပြီးသွားတယ်ပေါ့နော်ဒီလို small achievement လေးကိုလည်းကိုကဂုံယူရမယ်ပေါ့နော် အဲဘာဖြစ်လို့ဆိုတော့တခြားလူတွေကရှိတယ်ကိုကတော့ငါမျက်နာပဲဖတ်ပြီးတယ်ဒါပေမဲ့တခြားသူက10မျက်နာတနာရီတွင်းမှာဖတ်ပြီးသွားရဲဆိုလို့ရှိရင်ကိုကိုကိုအားမလို့အများဖြစ်တယ်ပေါ့နော်။အော်ငါကငါမျက်နာပဲပြီးရလားဆိုရဲစိတ်ပေါ့နော်။အဲအဲ့လိုစိတ်တွေကကြတော့ဒါကတကယ်ကိုကိုရဲ့အကြီးမားဆုံးရန်သူပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုကငါမျက်နာပြီးသွားတယ်ဒါကကိုရဲ့စူးစမ်းမှုစွမ်းဆောင်မှုနဲ့ငါမျက်နာပြီးသွားရဲဆိုတာကတော်တော်လေးကိုကိုကိုအကုန်ပြရမယ်ပေါ့နော်။โอเคငါဒီနေ့ငါမျက်နာပြီးတယ်။မနေ့ဖြန်လည်းငါမျက် ျက်နာပြီးမယ်နောက်နေ့လည်းငါမျက်နာပြီးမယ်ဒီလိုမျိုးသာငါမျက်နာငါမျက်နာပြီးသွားမယ်ဒါမှမဟုတ်ကိုကပို့ပြီးတော့အာဆာလောက်အာကောင်းလာလို့ငါမျက်နာမဟုတ်ပဲနဲ့နောက်နေ့ကျရင်6မျက်နာ9မျက်နာပြီးသွားရဲဆိုလေဒါကိုယ့်အတွက်တိုးတက်မှုပဲလေလူတွေကတယောက်နဲ့တယောက်ကအရန်ကို different ဖြစ်တယ်မတူဘူးဒီပေါ့ ရှိလာတဲ့ရနေတဲ့ဘဝတွေငယ်လေးကတည်းကလေ့ကျင့်ခဲ့တဲ့ပုံစံတွေလည်းမတူဘူးဒါကြောင့်မို့လို့ကိုယ်နှုံနဲ့ကိုယ်သွားတာကအကောင်းဆုံးပါဒါဘယ်စားပဲလေ့လာလေ့လာပေါ့နော်ဒီဘာသာစကားတွေလေ့လာတဲ့အခါမှာဆိုလို့ရှိရင်လည်းချို့လူတွေကတို့ထူချပြီးတော်နေတာမျိုးတွေရှိတယ်ပေါ့နော်အဲဒါပေမဲ့ဒါကအရေးမကြီးပါဘူးအဓိကကကိုသွားမဲ့ပန်းတိုင်းကို goals ကိုရောက်ဖို့အတွက်ကကိုစားရဖို့ပဲပေါ့နော် ဘာပဲလေးလာနေပါစေကိုရဖို့ပဲဖြစ်တဲ့အတွက်ကြောင့်ကိုနှုံးနဲ့ကိုသွားပါအငါးလကြံသေးတဲ့ဆိုလဲအဲ့ဒီငါးလအတွင်းမှာကိုကဘလိုမျိုးတွေစူးစမ်းသွားရင်ရနိုင်ပါလေပေါ့နော်အဲ့ဒါကြောင့်မို့ပေါ့နော်ဒါကအချိန်မဖြုံးမှုကတည်းအရေးကြီးတယ်ပေါ့နော်ဘာလို့ဆိုတော့အချိန်ကနည်းတယ်အချိန်ကဖြည်းဖြည်းနဲ့ကုန်နေတာပေါ့နော်အဲ့ဒါကြောင့်မို့အချိန်မဖြုံးမှုအတွက်အမကဒီဗီဒီယိုလေးကိုအဓိကရွေးလိုက်တာဖြစ်ပါတယ်စာ အလုပ်မယ်ဆိုရင်ဟိုလိုဒီလိုလိုအရင်မထွက်သွားဘဲနဲ့စာလုပ်တဲ့ဆိုလည်းပြီးတဲ့အထိပေါ့နော်စာပြီးတဲ့အထိစာကိုအာရုံစွဆိုင်ပြီးလုပ်စေချင်ပါရဲ့အဲ့လိုဆိုရင်ဒီကြံနေတဲ့ငါလာဟာဆိုရင်ကို့အတွက်အချိန်တွေပဲဖြစ်သလိုဒါကတကယ်ကိုလောက်တယ်အကိုကအရှိမဘာမှမလုပ်ခဲ့ဘူးစာရီကိုပြီးစလဲပဲလုပ်ခဲ့တယ်ဆိုရင်တော့ထားအောင်ပေါ့နော်ဒီအသိစိတ်ဝင်လာပြီပေါ့နော်ဒီကြံတဲ့ငါလာ မှာကိုကအကောင်းဆုံးကြိုးစားသွားမယ်ဆိုရင်အဲ့ဒီအကောင်းဆုံးကြိုးစားမှုနဲ့တန်တဲ့ရလက်ကတော့ထွက်လာမှာပဲလေဒါမှမဟုတ်ပဲကိုကဒီ၅လကိုဟာမဖြစ်နိုင်တော့ပါဘူးငါတော့မရတော့ဘူးသွားပါပြီဆိုတဲ့ဒီစိတ်မျိုးနဲ့ထားလိုက်မယ်ဆိုလို့ရှင်ရင်ကြံတဲ့၅လကလည်းဒီတိုင်းပဲမျောသွားမှာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကြံတဲ့အချိန်နေဘယ်ဘာသာဒီပဲလိလာနေပါစေကိုရဲ့အချိန်ကမိပါသေးတယ်အဲ့ဒါကြောင့်ယခုသာကိုက စပြီးတော့တိလိုက်ပြီးဆိုရင်အခုပဲစစလိုက်ပါတော့စာကလုံးမယ်ဆိုရင်လည်းအပီတီပီမြောက်အောင်ဒီလိုမျိုးတာဂတ်ထားပြီးတော့လုပ်လိုက်ပါတော့အဲ့ဒါဆိုရင်ကိုယ့်ရဲ့ဘန်းနိုင်တဲ့ကိုယ်နဲ့ကတနေ့ပြီးတနေ့နီးဆက်လာမှာပါအဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะအားလုံးပဲဘိုင်ဘိုင်ပါနောက်ထပ်ဗီဒီယိုတစ်လီမှာပြန်တွေ့ပါမယ်